နှက်လောင်ကျောင်းဟာတပန်ညူလိုင်ကူရဲ့အနောက်ဘက်ပထိုးသားများလိုင်ကူရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်။ပကံရောက်သူလူအများကနှက်လောင်ကျောင်းကိုရောက်လျင်ဓာတ်ပုံရိုက်ပြီးပြန်လာခဲ့ကြတာများပါလိမ့်မယ်။နှက်လောင်ကျောင်းပုံတံဟာ၄00ကလပ်ကျောင်းကိုအုတ်ခုံပေါ်ရင်တင်ထားတဲ့ပုံစံဖြစ်ပြီးတော့အရှိတ်အဝင်တကားမှတကားပေါင်များဟာကြီးမားသောတဲကြောင်များဖြင့်ပေါင်ခတ်ထား၍ထိုတကားပေါင်မှအရှိရက်သို့လမ်းချပါကမြင်ရတဲ့တပညုဖျားကြီးမှာဘောင်အတွင်းထည့်ထားတဲ့ဓာတ်ပုံကားကျတဲ့တူပြီးအလွန်လှပပါပါတယ်။ တပိုင်းချက်လက်တွေနဲ့ဆက်ဆက်လေ့လာကြည့်ပါကတကယ်စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်ပကံကိုစတင်တည်ထောင်သူအနော်ရထာမင်းကြီးကအရေးကြီးတဲ့နတ်ကိုးကွယ်မှုတွေကိုတိုက်ဖြတ်ပြီးစစ်မှန်သောထေရဝါဒဗုဒ္ဓဘာသာပြန်ပွားစေခဲ့တာဖြစ်လို့ပကံတွင်ဇေဒီပထိုးဟောင်းများသာတွေ့ရလိရှိပါတယ်နတ်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့အစအဦးမှာမရှိသလောက်ရှားပေမဲ့နတ်လောင်ကျောင်းကတော့ထူးခြားစွာရှိလို့နေပါတယ်နတ်လောင်ကျောင်းကိုခရစ်နှစ်1059ခုနှစ်မှာအနော်ရထာမင်းတည်ခဲ့တယ်လို့လည်းဆိုခဲ့ကြပါတယ် နော်ယထာမင်းကစိမ့်မှန်သော ထေရဝါဒဗုဒ္ဓဘာသာပြန်ပွားရေးအတွက်ဆောင်ရွက်သည့်အနေဖြင့်နတ်ကိုးကွယ်သူများအားကိုးကွယ်ယုံကြည်မှုအယူဝါဒပြောက်စေကနတ်ယုတ်များကိုလည်းထိုးစားဥတွင်ထည့်သွင်းပြီးနတ်ယုတ်များ